င်္ဂလာပါချင်းရဒီယိုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့2025ခုနှစ်မတ်လ20ရက်နေ့အတွက်ခုံလုံးတုံချင်းရဒီယိုရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ဆမ်မဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဖလန်မြုပ်သိမ်းတိုက်ပွဲမှာစစ်ကောင်စီကလေကြောင်းနဲ့အကြီးအကျယ်တိုက်ခိုက်ပြီးတော့တရက်ထဲလေကြောင်းပုံကျဲမှု160နီးပါးပြုတ်လုတဲ့သတင်း မတူပင်မြို့နယ်အတွင်း NGO INGO အရက်ဖက်အဖွဲ့အစည်းတွေအနေနဲ့နိုင်ငံရေးပတ်သက်ခြင်းမပြုတ်ဖို့တတိပေးတဲ့တရင်မင်းတက်ကဂျန်နွားနှစ်နောက်အားလုံးကာကွယ်ဆေးအခမဲ့ထုံးနှံ့ရေးစတင်တဲ့တရင်နဲ့အာခမြို့မှာစာနယ်အခြေခံဇာကုံတွေစေမြင့်တဲ့နေ့စတဲ့တရင်တွေကိုတင်ဆက်ပေးသွားပါမယ်အခုအဦးဆုံးတင်ဆက်ပေးမယ့်တည်င်္ဂါတော့ချင်းငင်အောင်စစ်စင်ရဲ့အဖြစ်ပေါ်ဆောင်နေတဲ့ဖလန်းမြုပ်သိမ်းတိုက်ပွဲမှာ စစ်ကောင်စီကကျက်လီရင်အပါဝင်လျင်မျိုးစုံနဲ့အကြည့်အကျေပုံကျဲတိုက်ခိုက်နေပြီးတရက်ထဲမှာပင်လေကြောင်းပုံကျဲမှု160နီးပါးပြုတ်လောက်ကြောင်းသိရပါတယ်။မလ19ရက်နေ့နဲ့18ရက်နေ့ကအွန်လိုင်းကနေတဆင့်ဖလမ်လူငယ်များဦးဆောင်ကကျင်းပပြုတ်လောက်တဲ့ဖလမ်မျိုးအတွက်ရန်ပုံငွေရှာဖွေပွဲမှာ CNO CNDF Defense Secretary Mike Olivia Thong လဲကအခုလိုပြောကြားလိုက်တာပါ။ မြို့သိမ်းတိုက်ပွဲအတွက်မှာစစ်ကောင်စီကနေ့စဉ်နဲ့အမျှ Jet Fighter အပါအဝင် Way 12လေယာဉ်နဲ့ MI-35 စတဲ့လေယာဉ်တွေနဲ့အကြီးအကျယ်ပုံချင်းမှုတွေပြုလုပ်နေတယ်လို့သူမကပြောပါရီစကားစကားလေဆောင်ကနေဒီလောက်တိုက်ခိုက်ရအောင်ဖလမ်းမှာပါအဖူးတံပစ္စည်းတွေများထွက်လို့လဲဆိုပြီးတော့တွေးနေရတယ်တခါတလေဆိုချက်လီရင်နှစ်စင်းကလေပတ်ပြီးတော့ပြန်စားနေတာနောက် Y12 နှစ်စင်းကလာပြီးတော့ကိုပစ်ပေးသေးတာ အဲ့ဒီလိုလေရင်လေးငါးဆင်းလောက်ကလှဲ့ပတ်ကြံတမ်းပြီးတိုက်ခိုက်တယ်။တခါတလေဆိုဖလန်မြို့ပေါ်မှာသူတို့ရဲ့လေရင်တွေကအသွာအပြန်လှုပ်လွန်းလို့သူတို့ဟာသူတို့များတိုက်မိကြတော့မလားလို့တောင်းထင်ရတယ်။ဒီတစ်ခါတော့လေကြောင်းနဲ့အတော်ကိုခြားတာလို့ CNO CNDF Defense Secretary ကပြောပါတယ်။ မလဒုတိယပတ်မှာစစ်ကောင်စီတပ်ဟာခလာရ268တရင်အနည်းကစစ်ရေးအရအရေးပါတဲ့စခန်းကုန်းတွေပြန်လည်ထိန်းချုပ်နိုင်ရဲ့အတွက်လေကြောင်းပစ်ကိုအများပြားနဲ့ထိုးစစ်စင်ကပေါင်900ပုံအပါဝင် လေကြောင်းကနေပုံကျဲတိုက်ခိုက်ပြီးမလ15ရက်နေ့တရက်ထဲမှာပြီးလေကြောင်းပုံချင်းမှု158ကြိမ်ပြုတ်လောက်ကြောင်းတည်ရပါရီသူတို့ကကျမတို့တော်လှန်ရေးသမားတွေရှိတယ်လို့ယူဆတဲ့နေရာတွေကိုရမ်းတမ်းပြစ်တော့တာပြီးခဲ့တဲ့မလ15ရက်နေ့ကဆိုရင်ကျမတို့ပုံချဲတဲ့အကြိမ်ရေတွက်တာ ဥပမာဝေထရက်ကပဲအချိန်မှာပုံစစ်တိုက်၅ချိန်ကျဲတာ၃ချိန်ကျဲတာတခါတလေ၉ချိန်ကျဲတာအဲ့လိုရေတွက်တာအဲ့ဒီနေ့မနေ့တနာရီ15မိနစ်ကနေရေတွက်တာည10နာရီ6မိနစ်အထိကို158ချိန်ချတာအဲ့ဒီမှာ weight drop နဲ့120ကျော်လောက်ကျဲတယ်။ jet fighter နဲ့24ချိန်၊ now MI35 ဆိုရင်တော့ဘုံအကြီးကြီးတွေပေါ့နော်။၈ချိန်ကျဲပြီးတော့ auto စစ်တနတ်တွေနဲ့လည်းပစ်တာတွေရှိတယ်လို့ CNOF CNDF Defense Secretary Mike Olivia Thongley ကပြောပါရီ2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကစတင်ကဖလားမြို့ကိုချင်းငင်အောင်နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကထိုးစစ်ဆင်ခဲ့ပြီးမြို့ပေါ်ရှိစစ်ကောင်စီစခန်းအလုံးကိုတင်ပိုက်ထားပြီးဖြစ်က နောက်ဆုံးကြံရှိနေသေးတဲ့ခလာယာ268တက်ကုန်းကိုအပီးသက်သိမ်းနိုင်ရတဲ့အတွက်ဝန်ဝန်ပိတ်ဆို့ဖြတ်တောက်ကတိုက်ခိုက်လက်ရှိနေပါသည် ဖလန်းမြုပ်သိမ်းတိုက်ပွဲအတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ထွက်ပြေးသူတွေရှိတဲ့အပြင်စစ်တုံးပန်းအဖြစ်ဖမ်းဆီးခံရသူတွေနဲ့တိုက်ပွဲအတွင်အကြဆုံးများကြောင်သိရပြီးဒေါ်လာရေးပူပေါင်းတပ်ဖွဲ့တွေဖက်ကလည်းကြဆုံးမှုတချို့ရှိကြောင်သိရပါတယ်ရှင်။နောက်တဲ့တင်တပုတ်ကတော့ချင်းမင်းနဲ့တောင်ပိုင်းမတူပြည်မြို့နယ်မှာဝင်ရောက်လုပ်ကိုက်ဆောင်ရွက်ကြမဲ့ NGO INGO နဲ့အရက်ဖက်အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံရေးဆွဖက်ပါဝင်ပတ်သက်ခြင်းမပြုလုပ်ဖို့ CDF မတူပီတမဟာနေကကြိုတင်သတိပေးတမ်းလိုက်ပါရီ CDF မတူပီတမဟာနှစ်နေမြေအတွင်အရက်ဖက်အဖွဲ့အစည်းတွေဟာပြည်သူဝန်ဆောင်မှုပေးရမှာချင်းပြေကောင်းစီစီစီဖြစ်စေချင်းရင်တော်အဖွဲ့ CB ဖြစ်စေကျိုးဆိုချင်းမိမိစာနာမပါဘဲစီစီကိုဖြစ်စေ CB ကိုဖြစ်စေအတင်းအဓမ္မထောက်ခံစီချင်းတွေမပြုတ်လို့ဖို့မလ20ရက်နေ့ကထုတ်ပြန်ကတားမြစ်လိုက်တာပါ ဒေသခံပြည်သူတွေကိုအခွင့်အရေးပေးပြီးစီယုံစီဝေးခြင်းစီလုံးနေတဲ့ရဲရွာတွေကိုအခွင့်အကွဲစေခြင်းတွေကိုလည်းမပြုလုပ်ကြဘူးတတိပေးထုတ်ပြန်လိုက်ပါရီအဆိုပါအချက်တွေကိုပြုလုပ်တဲ့ NGO INGO နဲ့အခြားဘေးအဖွဲ့အစည်းလူပုဂ္ဂိုလ်မဆိုကြီးလေးတဲ့စစ်တမ်းကိုခံရမှာဖြစ်ကြောင်းတမဟာနေကဆိုပါရီမတူပြမြုပ်နယ်အတွင်းဝေရောက်ပြီးလုပ်ငန်းဆောင်ရွက်လို့တဲ့ NGO INGO တွေနဲ့အဖွဲ့အစည်းတွေအနေနဲ့ CDF မတူပီတက်မဟာနှစ်ရက်တက်မဟာရုံးမှာကြိုတင်အကြောင်းကြားပြီးခွင့်ပြုချက်ရယူပြီးမှသာလုပ်ငန်းဆောင်ရွက်ခွင့်ပြုမယ်လို့သိရပါတယ်။မတူပီမြို့နယ်စစ်ပေးရှောင်ပြည်သူတွေနေရက်တို့လွတ်လပ်စွာပြန်နိုင်ရေးကိုဦးစားပေးဆောင်ရွက်လက်ရှိရာမိမိတို့ခြေရွာတောတောင်တွေမှာပောက်ကွဲတက်တဲ့တည်စည်းတွေတွေ့ရှိပါကလည်းတက်ဆိုင်ရာတက်ရင်တပ်ဖွဲ့တွေစီချက်ချင်းအကြောင်းကြားဖို့လည်းမြေတားရခံထားပါတယ်။ တူပီမြို့နယ်မှာချင်းရင်နာအဖွဲ့နယ်အတူစစ်ရေးနိုင်ငံရေးပူးပေါင်းဆောင်ရွက်သည့် CDF မတူပီတပ်မှတင်တဲ့ချင်းမြေကောင်စီနဲ့အတူစစ်ရေးနိုင်ငံရေးပူးပေါင်းဆောင်ရွက်တဲ့ CDF မတူပီတပ်မဟာနေဟုနှစ်ဖွဲ့ရှိနေပြီး၎င်းတို့ကမိမိတို့ထိန်းချုပ်ရာဒေသတွေမှာအုပ်ချုပ်ရေးယာနေရာတွေလဲပတ်လျက်ရှိနေပါတယ်ရှင်ဆက်လက်တင်ဆက်ပေးမှာကတော့ ချင်းမြင့်နယ်တောင်ပိုင်းမင်းတမြုံနယ်ထဲကကျင်းနွားနွနောက်အားလုံးကိုမလစကူရှင်းနေကနေစတင်ပြီးတောင်တိုင်းယောဂကာကွယ်ဆေးအခမဲ့ထုံးနှံ့နိုင်ရေးဆောင်ရွက်နေပြီဖြစ်ကြောင်းမင်းတမြုံနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်းညွရေးနဲ့ကုသရေးဌာနစီကနေသိရပါတယ် စာထုတ်ပြန်တဲ့ရက်ကစပြီးတော့လာထုတ်လို့ရပါပြီ။တမျိုးနယ်လုံးအ мян ဆုံးထိုးရမှာပါ။တောင်တန်းကကိုစစ်ခံရတဲ့ကျွမ်းနွားနှစ်နောက်တွေသေးသွားတာများတယ်။ပြီးတော့ဒီယောဂါကလူတွေကိုကိုစစ်နိုင်တဲ့ယောဂါလည်းဖြစ်တာကြောင့်ပါလို့မွေးမြူရေးနဲ့ကုသရေးဌာနမြို့နယ်တာဝန်ခံဒေါက်တာဟိုးမနာကပြောပါရီ။မြို့နယ်အတွင်းတောင်တန်းယောဂဖြစ်ပွားနေတဲ့ကျဲနွားနှစ်နောက်တွေရဲ့ပိုင်ရှင်တွေကို တောင်တန်းယောဂကာကွယ်ဆေး anthrax vaccine အခမဲ့ထောက်ပံ့ပေးမှဖြစ်တာကြောင့် မိမိတို့ခြေရအုပ်စုရက်ကွက်အုပ်ချုပ်မှုနယ်မြေအတွင်းရှိအကောင်ရေးစီရင်တွေကိုပြုစုပြီးမြို့နယ်မွေးမြူရေးနဲ့ကိုယ်တိုင်ဌာနတို့ချိတ်ဆက်သွားရောက်ထုတ်ယူကြရမှာဖြစ်တယ်လို့သိရပါတယ်ဒေသခံပြည်သူတွေကမွေးမြူထားတဲ့နနောက်နွားကျဲစိတ်ဝက်စတဲ့အိမ်မွေးသရိတ်ဆန်တွေကိုမင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်ရဲဘော်တွေအတွက်ပါဝင်လှူဒန်းပေးတာကြောင့်ကျေးဇူးတင်တဲ့အနေနဲ့အခမဲ့ထောက်ပံ့ပေးခြင်းဖြစ်တယ်လို့သိရပါတယ် မင်းတမြုံနယ်မှာ2023ခုနှစ်အထိဂျိုင်းနွားနှစ်နောက်အကောင်ရေ2500ဝန်းကျင်အထိရှိခဲ့ပြီးတောက်ကောင်တွေကဝင်းဆွဲစားတော့ချင်းခွာနာရှာနာဖြစ်ချင်းယောဂါများတမျိုးပြီးတမျိုးဖြစ်ွားချင်းတွေကြောင့်လက်ရှိမှာအကောင်ရေ2000ခန့်သာကျန်ရှိတော့တယ်လို့လည်းသိရပါတယ်။ကာကွယ်ဆေးပုံမှန်မထိုးတဲ့နေရာတွေကနှစ်တိုင်းလို့လို့ချစ်ချင်တဲ့အချိန်ထထဖြစ်တတ်ပါတယ်။ အဖြစ်များတဲ့ဒေတာရေလို့ပြောဖို့ခက်တယ်။တစ်နှစ်တစ်ကြိမ်ကာကွယ်ဆေးထိုးဖို့ပြက်ကွက်တဲ့ပေဒေတာမဆိုအချိန်မရွေးဖြစ်တာမျိုးပါ။အရင်ကတော့စစ်သွေးရေးဖုန်းအင်တာနက်အဆင်ပြေတာကြောင့်ယောဂဖြစ်တဲ့အချိန်အဲ့ဒီနေရာမှာတွားရောက်ပြီးစီမံလို့ရတာပေါ့။အတိအကျနည်းခဲ့ပါတယ်လို့ဒေါက်တာဟုံမနာကပြောပါရီ။ မင်းတပ်မြို့နယ်မှာကျင်းရွာနွနောက်မင်းမြို့တဲ့လူတိုင်းဟာအိမ်မွေးသရိတ်ဆန်တွေကိုဆေးထိုးတက်ပြီးဆေးမထိုးတက်တဲ့ခြေရွာတွေကိုသွားရောက်တင်တန်းပေးထားကြောင်းလက်ရှိမှာလည်းဆေးညုံပမာဏညုံပြခြင်းနဲ့ဆေးထောက်ပံ့ပေးဖို့သာလိုအပ်ကြောင်းသိရပါတယ်တောင်တန်းယောဂဟာသရိတ်ဆန်အချင်းချင်းကြားကိုဆက်ပုံမှာသရိတ်ဆန်ကနေဆွန့်ထုတ်တဲ့အညစ်အကြေးဆွန်းနေတဲ့မြေကြီးဒါမှမဟုတ်ညက်နဲ့ထိတွေ့ခြင်းစားမိခြင်းချင်းတန်းထုတ်ကနေတစ်စက်ကိုဆက်ချင်းတွေဖြစ်နိုင်တယ်လို့သိရပါတယ်။ ယောဂလက္ခဏာကထင်ထင်ရှားရှားအကြကြီးဖြားနာပြီးတော့တည်ထက်တဲ့ယောဂမျိုးမဟုတ်တော့စောစောစီစီတိဖို့ခက်တယ်။တောင်ပေါ်မှာကနွနောက်နွားတွေကိုတော်ထဲဒီတိုင်းလွှတ်ထားကြတာကိုတည်တဲ့သရိစံကဝမ်ပိုက်ဖောင်းကားနေမယ်။နာမည်ပါဇက်နှကောင်းစအိုစတဲ့ကိုပုတ်တွေကနေမခင်းနိုင်တဲ့သွေးပုတ်တွေစီးလာမယ်။အဲ့ဒီချိန်မှပဲတည်ရတာများတယ်လို့ဒေါက်တာဟုံးမနာကဆက်လက်ကြောပါရီ။ ဖေဖော်ဝါရီလကလည်းမင်းတမြုပ်တွင်ကပိုင်ရှင်မဲ့ဖြစ်တဲ့လေလွတ်ခွေးနဲ့ចောင်းတွေမြို့ပတ်လည်းရှိခြေရွာတွေကမွေးမြူထားတဲ့အိမ်မွေးခွေးနဲ့ចောင်းတွေကိုခွေးရိုးပြန်ကာကွယ်စီထိုးနှံပေးခဲ့ကြပါတယ်။မင်းတမြုပ်သိန်းတိုင်ပွဲအပြီးမင်းတမြုပ်နဲ့ချင်းတော်လိုင်းအင်အားစုတွေဟာမြို့ပေါ်ဒေသခံတွေပြန်လည်နေထိုင်နိုင်ရေးအတွက်ပြည်လည်ထူထောင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်လျက်ရှိနေပါတယ်ရှင်။ခုနောက်ဆုံးတင်ဆက်ပေးမယ့်တည်င်းကတော့ ချင်းပြည်နယ်ဟာခါမြုံမှာကုန်တင်ကားတွေပုံမှန်ဝင်ရောက်နိုင်ခြင်းမရှိတဲ့အတွက်အခြေခံစားကုန်တွေစည်းမြင့်တက်နေပြီးစံတအိတ်ချက်နှစ်သိန်းကျော်အထိဈေးတက်သွားကြောင်းသိရပါတယ်။ကုန်စည်နှုန်းကတော့အကြပိုင်းတော့မရှိဘူးအကုန်လုံးတက်နေတာပဲ။အခုစံကအများဆုံးကနန်အေယာမင်းပေါ့တအိတ်ကို2သိန်းတချို့တွေကလည်း2သိန်းခွဲအဲ့လိုမျိုးအမျိုးအစားပေါ်မူတည်တယ် လမ်းဖွင့်တဲ့လမ်းတွေကကားသေးတွေပဲအများအပြင်းထွက်တယ်။ဆန်တွေကကားကြီးတွေပဲတင်တာလေ။အဲဒါကြောင့်အဲ့လောက်ဈေးတက်တာပုံမှန်လမ်းအတိုင်းမမောင်းတော့ဘူးလေ။ကားကြီးတွေကပတ်ပြီးတော့မောင်းရတာစီစည်းတက်တာပြီးရင်လမ်းတွေကလည်းအရင်ကဟာကနဲ့ကလေးကိုနှစ်ချင်းရောက်ရင်တောင်အခု2ည3ညကြာတဲ့သူတွေလည်းရှိတော့အဲ့ဒါတောင်ပုံမှန်မဟုတ်တော့ဘူးဖလန်မြုပ်ပေါ်မှာလည်းပတ်ရသေးတယ်အလုံးမြုပ်အဝင်မှာလည်းပတ်ရသေးတာကိုလို့ဟာခမြုပ်ပေါ်ကဒေသခံအမျိုးသားတို့ကပြောပါတယ် အရင်ကတရက်ခေးသာရှိတဲ့ကလေးဟာခန်းကလန်းဟာဖလားမြုပ်သိမ်းတိုက်ပွဲကြောင့်ပုံမှန်ပြေးဆွဲလို့မရတော့ဘဲရှောင်းကွင်းကနေကွေ့ပတ်သွားနေရတဲ့အတွက်လမ်းခေးရေးမှာအချိန်ကြာမြင့်လေးရှိပြီးဟာခါမြုပ်မှာဂုံတင်ကားတွေပုံမှန်ဝင်ရောက်နိုင်ခြင်းမရှိကြောင်းဒေသခံတွေကပြောပါတယ်။ဒါကြောင့်အဆန်အပါဝင်အခြားကုန်စည်နှုန်းတွေဟာလည်းစီးနှုန်းမြင့်တက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိဟာခါမျိုးပေါ်မှာပေါ်စမ်းမွေးစံတအိတ်မှ2,500ကျပ်၊လုံးသွေးမွေးတအိတ်မှ2,300ကျပ် ကနအေယာမင်းတအိတ်မှ2သိန်းချက် ARB စံတအိတ်တသိန်း၈တောင်းချက်ပဲစီတပုံးမှာ၂သိန်း၅တောင်းချက်နေကြပုံးက၁၀သာတပုံးမှာ၂သိန်း၃တောင်းချက်အာလူးတပိတ်သာ၈ထောင်ချက်ချက်သူနေတပိတ်သာ၇ထောင်ချက်ချက်သူမျိုးတပိတ်သာ၂တောင်း၃ထောင်ချက်ငရုတ်သီးစိမ်နုစီတပုံးမှာ၁၅၀၀ချက်အမေသားနဲ့ဝတ်သားတပိတ်သာ၂တောင်းချက် coffee mix ထုတ်ကြီးတထုတ်၁၈ထောင်ချက်စရီဖြင့်ဝယ်ယူသုံးစိမ်နေကြရကြောင်းသိရပါတယ် ကုန်စည်နှုန်းတက်တာကတော့ဒီနှစ်ဆန်းပိုင်းကပိုပြီးတော့ဈေးတက်သွားတာပေါ့အဲ့ဒါကြောင့်စိတ်မြင့်နေရတာဟာခါမှာတောင်မှနေလို့ရပါမလားတောင်မသိတော့ဘူးဒီဟာခါမှာပဲကုန်စည်နှုန်းတက်လာတာလားလို့ပဲတွေးနေရတယ်ဒီမှာကအများအဖြစ်ခက်ခဲရင်တောင်မှဆန်ကတော့အိတ်လိုက်ဝဲကြတယ်ပိုက်ဆံမလောက်ရင်အတိအချင်းချင်းဆိုရင်အကျွေးနဲ့ယူလို့တော့ရတယ်ဆန်စည်းတွေကတော့ဖလန်းလမ်းပိတ်တဲ့အချိန်တုန်းကစပြီးတော့အခုလိုမျိုးတက်လာတာလို့ဟာခါမျိုးကအင်ရှင်မတူကပြောပါတယ် ချင်းပြည်နယ်ဟာခါမြို့မှာစစ်ကောင်စီတပ်ဖွဲ့ဟာမြို့အဝင်6လမ်းစုံမှာတပ်ဆွေထားပြီးမြို့တွင်းဆိုင်ကလိုင်စင်အပါအဝင်လုံခြုံရေးကင်းလက်စစ်ဆေးမှုတွေလည်းရှိနေကြောင်းသိရပါတယ်ရှင် ဟုတ်ကဲ့ပါအခုလိုနားတော်တာဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်